အားလုံးပဲမင်္ဂလာပါရှင်။ Shinou Entertainment Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့အရှိတောင်အာရှ၏အင်အားကြီးနိုင်ငံတကာနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံသည် အရှိတောင်အာရှ၏အင်အားကြီးနိုင်ငံတကာနိုင်ငံလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံကို ရုံးသုံးအမိအဖြစ် ထိုင်းပြည်နိုင်ငံဟုလည်းခေါ်ခေါ်ကြပါတယ်။ ဟိုင်းနိုင်ငံဟာအင်ဒိုချိုင်းနာကျွန်းဆွယ်ရဲ့အလဲပိုင်းအရှေ့တောင်အာရှကုန်းမကြီးတွင်တည်ရှိပြီးမြောက်ဘက်တွင်မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံအရှေ့ဘက်တွင် လာအိုနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့နှင့်မလေးရှားနိုင်ငံနောက်ဘက်တွင်ကပလီပင်လယ်နှင့်တောင်ဘက်စွန်းတွင်မြန်မာနိုင်ငံတို့တည်ရှိပါသည်။ပင်လယ်ရေပိုင်နက်အနေနှင့်အရှေ့တောင်ဘက်ထိုင်းပင်လယ်ကွေ့တွင် ဗီယက်နမ်နိုင်ငံနှင့်၎င်းအနောက်တောင်ဘက်ကပလီပင်နယ်တွင်အင်ဒိုနီးရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့နှင့်၎င်းထိစပ်လျက်ရှိပါသည်။ဟိုင်းနိုင်ငံ၏ဘယင်မင်းဆက်အားမဟာဝစီယာလင်္ကာရဏဘယင်မှပူးဆောင်အုပ်ချုပ်ပြီး2016ခုနှစ်ဒီဇင်ဘာ၁ရက်နေ့မှစ၍ထိုင်းနိုင်ငံကိုစတင်အုပ်ချုပ်ခဲ့တာဖြစ်ပါသည်။ထိုင်းနိုင်ငံဟာ တသိန်း9800စတူရန်မိုင်9သိန်း1300စတူရန်ကီလိုမီတာကျယ်ဝန်းတာကြောင့်ကမ္ဘာပေါ်မှာ52ခုမြောက်အကြီးဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ထို့အပြင်ကမ္ဘာပေါ်တွင်20ခုမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးလူဦးရေ66တန်းအထိနေထိုင်ကြပါတယ်။ထိုင်းနိုင်ငံရဲ့ကြီးဆုံးမြို့မှာဘန်ကောက်မြို့ဖြစ်ပြီးထိုင်းနိုင်ငံ၏နိုင်ငံရေးဖူတန်ရောင်းဝယ်ရေး ုံထုတ်လုပ်ငန်းနှင့်ယဉ်ကျေးမှုအချက်အချာဌာနတစ်ခုလည်းဖြစ်ပါတယ်။လူဦးရေ85 95ရာခိုင်နှုန်းအထိမှထိုင်းလူမျိုးများဖြစ်ကြပြီးအဓိကဒေသအလိုက်လူမျိုးအုပ်စုကြီး၄မျိုးရှိပြီးအလဲပိုင်းထိုင်းအရှေ့မြောက်ပိုင်းထိုင်းမြောက်ပိုင်းထိုင်းနှင့်တောင်ပိုင်းထိုင်းတို့ဖြစ်ကြပါတယ်။ထိုင်းနိုင်ငံ၏ရုံသုံးဘာသာစကားမှာထိုင်းဘာသာစကားဖြစ်ပြီးအဓိကကိုးကွယ်သည့်ဘာသာမှာ ထေရဝါဒဗုဒ္ဓဘာသာဖြစ်၍လူဦးရေ၏65ရာခိုင်နှုန်းခန့်မြားဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ထိုင်းနိုင်ငံသည်1985ခုနှစ်မှ1996ခုနှစ်အတွင်းစီးပွားရေးတည်တာစွာတိုးတက်လာခဲ့ပြီးကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။အဓိကကတော့ကုန်ပစ္စည်းတင်ပို့တဲ့နိုင်ငံတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ ုံထုတ်လုပ်ငန်း၊စိုက်ပျိုးရေးနှင့်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့မှာထိုင်းနိုင်ငံရဲ့စီးပွားရေးတွင်အ धिक ဦးဆောင်သော လုပ်ငန်းများဖြစ်ပါသည်။ထိုင်းနိုင်ငံ၏စီးပွားရေးသည်ပို့ကုန်ပေါ်တွင်များစွာမူတည်နေပြီးပို့ကုန်များသည် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏၃ဘုံ၂ဘုံများရှိပါသည်။ထိုင်းနိုင်ငံသည်နှစ်စဉ်အမေရိကန်ဒေါ်လာ၄၅ဘီလီယံများတန်ဖိုးရှိသောကုန်စည်နှင့် ဝယ်ဆောင်မှုများကိုတင်ဖို့ရောင်းချလျက်ရှိပြီးထိုင်းနိုင်ငံရဲ့အကြီးကပုဂ္ဂိုလ်များတွင်စံမိုးအထည်နှင့်ဖက်နှက်ရေထွက်ပစ္စည်းများဒါပါကျမ်းမြေရတနာမော်တော်ကားကွန်ပျူတာနှင့်နှည်းစင်တူသောကုန်ပစ္စည်းများပါဝင်ကြပါတယ်။ကဘာနှင့်ခီးသွားလုပ်ငန်းသည်ထိုင်းနိုင်ငံစီးပွားရေး၏6ရာခိုင်နှုန်းမြရှိပါတယ်။ နိုင်ငံတကာကမ္ဘာလက်ခီးသောအဖွဲ့၏စည်ရင်းစရာများအရ2023ခုနှစ်တွင်အရှိတောင်အာရှ၌လာရောက်လည်ပတ်သူအများဆုံးနိုင်ငံမှထိုင်းနိုင်ငံကထိတ်ဆုံးဖြစ်ခဲ့ပါတယ်။အာရှမှကမ္ဘာလက်ခီးသောများသည်ထိုင်းနိုင်ငံအားဗန်ကောက်မြို့သို့တွားရောက်ရနှင့်၎င်း၏ပတ်ဝန်းကျင်ရှိသမိုင်းသဘာဝနှင့်ညီကျေးမှုမြင်ကွင်းများကိုကြီးရှုလေ့လာရန်အတွက်တွားရောက်ကြပါတယ်။ အနောက်နိုင်ငံများမှကဘာလက်ခီးသားများမှတော့ဘန်ကောက်မြို့နှင့်ပတ်ဝန်းကျင်ကိုလေပတ်ရန်အတွက်သာမကပဲတောင်ပိုင်းရှိကမ်းခြေများနှင့်ကျွန်းများသို့တွားရောက်ပန်းဖြေရန်အတွက်ပါလာရောက်ကြပါတယ်။ထိုင်းနိုင်ငံဤဆွဲဆောင်မှုရှိဆုံးကတော့ရေငုပ်ခြင်းတဲတောင်ကမ်းခြေများရာပေါင်းများစွာသောအပူပိုင်းကျွန်းများညဘက်နယ်ဘက်စရာနေရာများရှေးအောင်ဒုတိယနာနေမြများကြက်တိုက်များ တောင်တန်းဒေသလူမျိုးစုများတစ်ပင်ပန်းမှန်နှင့်ကျင်းငှတ်တာရကများနန်းတော်များဗုဒ္ဓဘာသာဖျားပထိုးများနှင့်ယူနက်စကိုကမ္ဘာအမွေနှင့်များ နေရာများတို့ပါဝင်ပါသည်ထိုင်းနိုင်ငံ၏မြို့သားပွဲတော်များတွင် ထိုင်းနှင့်တစ်ကူဆောင်ကရန်ကျင်းပွဲတော်ကိုလည်းစီကားစွာကျင်းပကြပါရဲ့ ပြီးတော့လက်ကထောင်ခေါ်မြို့မြောက်ပွဲကလည်းထိုင်းနိုင်ငံရဲ့အထင်ကြီးထူးခြားတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ဒေသအလိုက်တွင်လည်းရွေးရပွဲတော်များစွာရှိပါတယ်။ထင်ရှားသောပွဲတော်များမှာတော့ဆူရင်ဒေသရှိစင်ပွဲတော်၊ရာဆူတုံဒေသရှိဒုံပြပွဲတော်နှင့်ဒန်းဆိုင်ရှိပီကတုံးခေါ်တရေပွဲတော်တို့ဖြစ်ကြသည် video လေးကိုစတင်ကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။